မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်နေပြီးတော့တကုံမြို့ကရေကြီးမှုမှာအကြံဖက်စကောင်စီရဲ့လက်နက်ထုတ်တဲ့ကပ္ပစာ1နဲ့ကပ္ပစာ4စက်ရုံတွေကစစ်တီအရာရှိနဲ့စစ်တပ်မိသားစုဝင်စုစုပေါင်းအယောက်30ကျော်ရေမြော့သေးကုန်ကြပြီစကောင်စီရဲ့လက်နက်တိုးလောင်းယုံထုတ်လုပ်ရေးနဲ့ကုန်ကျန်းဓာတ်ပစ္စည်းတွေအလုံးရေမြော့ပျက်စီးခဲ့တယ်လို့စစ်တပ်သတင်းရင်းမြစ်ကပြောပါတယ် ချက်ဖတ်မင်းအွန်လိုင်းပေးတဲ့စွမ်းရည်တတိဂုံကူးဆောင်သူရဲကောင်းမှတ်တမ်းဝင်စစ်မှုထမ်းကောင်းဘွဲ့တွေရထားတဲ့ FTC 2000G တိုက်လေရင်မှုဒုဗိုလ်မှူးကြီးဝင်းဟန်ဦးဆိုတဲ့သူဟာလေရင်စီခိုးရောက်မှုအပါဝင်တရားမဝင်တဲ့ဝင်ငွေလစဉ်သိန်းထောင်ချီရနေတယ်ဆိုတဲ့သတင်းပါဝင်ရင်းနှီးလည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ နေပြီးတော့တကုံးမျိုးကရေကြီးမှုမှာအချမ်းပစကောင်စီရဲ့လက်နက်ထုတ်တဲ့ကပ္ပစာ1နဲ့ကပ္ပစာ4စက်ယုံတွေကစစ်တီအရာရှိနဲ့စစ်တပ်မိသားစုဝင်စုစုပေါင်းအယောက်30ကျော်ဟာရေမျောတေကုန်ကြပြီစစ်ကောင်စီရဲ့လက်နက်တိုးလောင်ယုံထုတ်လုံရင်းနဲ့ကုန်ကျန်းဓာတုပစ္စည်းတွေအားလုံးပါရေမျောပျက်စီးခဲ့တယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့ကနေ14ရက်နေ့အထိ နေပြည်တော်ကရေကြီးမှုအတွင်းတကုံးမြို့အရှိတ်ဘက်မှာရှိတဲ့အကြက်ဖက်စစ်ကောင်စီရဲ့လက်နက်ထုတ်စက်ရုံကပ္ပစာ1နဲ့ကပ္ပစာ4မှာပါအကြီးအကျယ်ရေကြီးမှုတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီမှာကပ္ပစာ1နဲ့ကပ္ပစာ4စက်ရုံတွေလည်းလုံးဝမလွတ်ဖဲအကြီးအကျယ်ရေကြီးနစ်မြုပ်ပြီးလက်နက်ထုတ်လုပ်ရေးရုံနဲ့ကုန်ကျန်းတွေဓာတုအက်ဆစ်တွေရမ်းချက်ရမှာအသုံးပြုတဲ့အက်ဆစ်တိုးလောင်ရုံတွေလောင်စာဆီကန်တွေပါအကုန်လုံးပျက်စီးသွားပြီး လက်ရှိစရင်တွေအရအဲ့ဒီစရုံတွေကနေရေမျောသေကုန်ကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်တီအရာရှိနဲ့စစ်တပ်မိသားစုဝင်စုစုပေါင်းအယောက်30ကျော်ရဲ့အလောင်းတွေကိုရရှိထားသလိုအယောက်20ကျော်ကိုတော့ပျောက်ဆုံးစရင်သွင်းထားတယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အလောင်းတွေကိုလိုက်ဆဲတဲ့နေရာမှာလဲစစ်သားအလောင်းတွေထဲရေထဲမျောသွားတဲ့လက်နက်ခဲယမ်းတွေကိုသာစစ်ကောင်စီကဦးစားပေးလိုက်လံဆဲယူတာဖြစ်တယ်လို့လည်းဆိုပါတယ်ဒါပြင် အဲ့လိုရေကြီးပြီးစစ်တပ်ရဲ့လက်နက်စက်ရုံကပ္ပစ1နဲ့ကပ္ပစ4ကစစ်ကောင်စီတပ်ဖွဲ့ဝင်တေကုံကြတဲ့တရင်တွေနဲ့လက်နက်စက်ရုံတွေပါပျက်စီးသွားတဲ့တရင်တွေကိုစစ်ကောင်စီကအပြင်ကိုလုံးဝမပေါက်ကြားရဘူးလို့ပြောထားပြီးတရင်အမောင်းချထားတယ်လို့လည်းစစ်တပ်တရင်ရင်မြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျာတပတ်မှာတော့အချမ်းဖတ်မေအွန်လိုင်းဖေးတဲ့စွမ်းရည်တတိဂုံတူးဆောင်သူရဲကောင်းမှတ်တမ်းဝင်တဲ့စစ်မှုထမ်းကောင်းဘွဲ့တွေရထားတဲ့ FTC 2000G တိုက်လေရင်မှု ဒုဗိုလ်မှူးကြီးဝင်းဟန်ဦးဆိုတဲ့သူဟာလေရင်စီခိုးရောက်မှုအပါဝင်တရားမဝင်တဲ့ဝင်ငွေလဆင်သိန်းထောင်ချီရနေတယ်လို့လေတဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်တရုတ်နိုင်ငံလို့ FTC 2000G လေရင်တွေကမြန်မာနိုင်ငံအထက်ပိုင်းငယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့တိုင်းသာလက်နက်ကင်တွေစိုးမိုးထရနယ်မြေတွေကိုအတိတ်ကဘုံကျဲတိုက်ခိုက်နေတဲ့လေရင်အုပ်စုဖြစ်တယ်လို့ဆိုပါတယ်အခု2024ခုနှစ်ဩဂုတ်လမှာပဲ အဲ့ဒီပြုံနိုင်ငံက FTC 2000G တိုက်လေရင်အစ်တ်6စီးဟာမြန်မာနိုင်ငံကိုထက်ရောက်လာတာဖြစ်ပြီးအဲ့ဒီတိုက်လေရင်6စီးတဲ့က3စီးကိုဒူဘိုမူကြီးဝင်းဟန်ဦးဆိုတဲ့သူကဦးစီးရတာဖြစ်တယ်လို့လဲလေတက်သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိအဲ့ဒီတိုက်လေရင်မူဒူဘိုမူကြီးဝင်းဟန်ဦးဆိုတဲ့သူကိုအကြမ်းဖက်မင်းအွန်လိုင်းကစွန့်ရီတက်တီဂုံတူးဆောင်သူရဲကောင်းမှတ်တမ်းဝင်တဲ့စစ်မှုထမ်းကောင်းဘွဲ့တွေကိုပေးအပ်ထားတာဖြစ်ပြီးအဲ့လိုမင်းအွန်လိုင်းပေးအပ်ထားတဲ့ဘွဲ့3ဘွဲ့ရထားသူဒူဘိုမူကြီးဝင်းဟန်ဦးဟာ လက်ရှိလာရှိုးကချင်ပြည်နယ်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းမှာရှိတဲ့နေရာတွေကိုအဓိကဘုံကျဲတိုက်ခိုက်နေတဲ့တိုက်လေရင်အုံမှုစစ်ရာဇဝတ်ကောင်တအူးလဲဖြစ်တယ်လို့လေတဲ့သတင်းရင်းမြစ်ကပြောထားပါတယ်။ဒါအပြင်လက်ရှိမှာလည်းအဲ့ဒီတိုက်လေရင်မှုဒူပုံမှုကြီးဝင်းဟန်ဦးဆိုတဲ့သူဟာလေရင်စီခိုးယောင်မှုတွေအပါဝင်လေရင်ပြင်ဆင်မှုဆိုင်ရာဇယိတ်တွေကိုစရင်ပြခိုးတာတွေနဲ့တရားမဝင်တဲ့ငွေလစဉ်3000ချီရနေပြီ။သူဟာ ်မင်းအွန်လိုင်းကအလေးထားရတဲ့သူဖြစ်တဲ့အတွက်လှုပ်ခြင်းရလှုပ်ပြီးခိုးခြင်းရခိုးခွင်လည်းရနေတာဖြစ်တယ်လို့လေးတက်တဲ့အရင်မြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကြံဖက်စကောင်စီရဲ့တကောင်ဇင်းကောက်ယူမှုမှာဆရာတော်တန်ဃာတော်တွေပူပေါင်းဆောင်ရွက်ခြင်းမပြုကြဖို့နဲ့ကန့်ကွက်ကြဖို့ကိုပါမန္တလေးတန်ဃာတမကကနေဒီကနေ့အော်တိုဘားလ2ရက်နေ့မှာပဲကြေညာချက်ထုတ်ပြန်ပြီးတိုက်တွန်းလိုက်ပါတယ် လက်ရှိအကြမ်းဖက်စစ်ကောင်စီကစက်တင်ဘာလ30ရက်နေ့ကစပြီးဘုံကြီးကျောင်းတချို့မှာပါတံဃာတော်တွေနဲ့ဘုံကြီးကျောင်းမှာနေထိုင်တဲ့သူတွေစီကနေတကောင်စင်းကောက်ယူနေပြီးမြို့နယ်အလိုက်ကောက်ယူသွားဖို့စီစဉ်နေတဲ့အကြောင်းကိုလည်းတိထားရတယ်လို့ဆိုပါတယ်အဲ့လိုတွေစစ်ကောင်စီကဘုံကြီးကျောင်းတွေမှာသူတို့တကောင်စင်းကောက်ဖို့အတွက်ကျောင်းနိုင်ဆရာတော်တွေကပူးပေါင်းရမယ်ဆိုပြီးတော့လေမြို့နယ်ခရိုင်တိုင်းအဆင့်ဆင့်တန်ကနိုင်ရကအဖွဲ့တွေစီကိုစစ်ကောင်စီကစာထုတ်ညွှန်ကြားဓာတ်တွေရှိနေတယ်လို့လဲ မန္တလေးတံခါးတမကရဲ့ထုတ်ပြန်ကြေညာချက်ထဲမှာဆိုထားပါတယ်အဲ့လိုမဟာနာအဖွဲ့စည်းဘက်ကအကြံဖက်စကောင်းစီအလို့ကြအတိုင်းစာထုတ်ညွှန်ကြားချက်အပေါ်မန္တလေးတံခါးတမကကအပြင်းထန်ကန့်ကွက်ရှုံချလိုက်တဲ့အပြင်အခုလိုအကြံဖက်စကောင်းစီရဲ့သူတို့အာဏာတီမြဲရေးအတွက်တကောင်စင်းကောက်ယူမှုတွေမှာဓမ္မကိုမျက်နှာတံပိုးထားတဲ့ဆရာတော်တန်ဃာတော်တွေအနေနဲ့ပူပေါင်းဆောင်ရွက်ခြင်းမပြုကြဖို့နဲ့ကန့်ကွက်ကြဖို့ကိုပါမန္တလေးတံခါးတမကကနေ ဒီကနေ့မှာပဲတရားဝင်ကြေညာချက်ထုတ်ပြီးတိုက်တွန်းထားပါတယ်ခင်ဗျာတဖက်မှာတော့ဂရင်ပြည်နယ်မြဝတီမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ဖလူချေးရွာစတဲ့အကြောင်းထိမှန်ပျက်စီးသွားတယ်လို့ကဲညူတမဟာ6နေမြေမှာရှိတဲ့ PDF သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်အော်တိုဘလာတရက်နေ့ဖြစ်တဲ့မနေ့ကမွန်းလွဲပိုင်းမှာပဲအကြမ်းဖက်စစ်ကောင်စီရဲ့ဆွဲတော်ကုန်းအမြောက်စခန်းကနေမြဝတီမြို့နယ်ဖလူချေးရွာဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလို့ စကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာဖလူကျဲ့ရဒဲကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးစာတင်ကျောင်းမှာထိမှန်ပျက်စီးသွားသလိုကျောင်းသားကျောင်းသူတွေနဲ့ဆရာမတချို့လည်းထိခိုက်ဒဏ်ရာရထားတယ်လို့ကျန်းယူတမချောက်နယ်မြေမှာရှိတဲ့ PDF သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့အချင်းတော်နဲ့မှာနိုင်ငံရေးအချင်းသားတအူက coffee 8ခွန်တွေနဲ့ပြုတ်ထားတဲ့10 27 office bag ကိုလေးလံတင်ရောင်းချပြီးစပေးရှောင်းပြည်သူတွေအတွက်စေဝါနဲ့ရိတ်ခါတွေလှူဒန်းကျင်ပါတယ်လို့ နိုင်ငံရေးကျင်းသားတဦးကရန်ကုန်ခေတ်တွေကိုပြောပါတယ်။တန်း27 office bag ကိုနိုင်ငံရေးကျင်းသားတဦးကအချင်းတောင်ဒင်းမှာပဲအချင်းသားတွေတောက်တုံးတဲ့ coffee dog အခွန်တွေနဲ့ရက်လုတ်ခဲ့ပြီးအဲ့ဒီအိတ်လေးကို AMG အစိုးရစီအရောက်ပေးပို့ထားပြီးတဲ့နောက်လက်ခံရရှိသူရဲ့သဘောဆန္ဒအတိုင်းလီလန်တင်ရောင်းချပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုအချင်းတောင်ဒင်းကနိုင်ငံရေးကျင်းသားတဦးရဲ့ coffee အခွန်တွေနဲ့ပြုလုပ်ထားတဲ့တန်း27 office bag ကိုလီလန်တင်ရောင်းချလို့ရတဲ့ငွေတွေကိုလည်း နိုင်ငံရေးအကျဉ်းသားတယောက်အနေနဲ့အုတ်တချက်သဲတပွင့်၄ပဲဖြစ်ဖြစ်ပါဝင်ကူညီချင်တာကြောင့်စစ်ဘေးရှောင်ပြည်သူတွေအတွက်စေဝါနဲ့စားနဲ့ရိတ်ခါတွေလှူဒန်းပေးတော့မှာဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားတဦးကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါတော့ရန်ကုန်ခေတ်တစ်ကနေဒီနေ့နေ့လေဂင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ